Hello မင်္ဂလာပါတို့တမရေဒီချေရဲ့ grade 3သင်္ခါတန်းညနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီချေတို့ဒီနေ့တော့ video number 4ဖြစ်ပါတယ်နော် Okay အဲ့တော့ video number 4ကိုမပါကျွန်တော် video number 3မှာပါတယ်သင်ခဲ့လဲဆိုတာကိုပြန်ပြောပြတိုင်းအောင်အဲ့တော့ video number 3မှာဆိုလို့ရှိရင်ဒီချေတို့ကတတောင်းအဖြစ်ဂိမ်းနေနော် ဲ့တော့တတောင်းအုပ်စုနှစ်စုဆိုရင်ဘယ်လိုခေါ်တယ်လဲနှစ်တောင်းလို့ခေါ်ရဲဆိုတာကိုဒီကျေတို့ပြောပြီးသွားပြီအဲ့တော့တတောင်းအထက်ကိန်းနော်နှစ်တောင်းအထက်ကိန်းတွေကိုဒီကျေတို့တွေဒါနဲ့ရေးကြတယ်ဖတ်ခဲ့ကြတယ်ပြီးတော့လို့ရှိရင်အာကိန်းနဲ့ပြန်ရေးကြတယ်နော်အဲ့တော့ဒီနေ့တော့ဒီကျေတို့တာမျက်နှာ6ကနံပါတ်9ကိုတတ်တတ်ပါမယ်ရှင်ဟုတ်ပြီအဲ့ဒီတတောင်းအုပ်စုစေလို့ဆိုလို့ရှိရင်ဒါတို့တမျိုးဘယ်လောက်ဖြစ်မယ်လို့ချင်းတယ်လဲဘယ်လောက်ဖြစ်မယ်လို့ချင်းတယ်လဲပြီးကြရအောင် ဟုတ်ကဲ့အဲ့တော့တတောင်းအုပ်စု10လုပါတယ်ခင်ဗျာဘာခင်ဗျာဖြစ်မလဲတတောင်းအုပ်စု2စုဆိုရင်2တောင်း3 sorry 3စုဆိုရင်3တောင်း4တောင်း5တောင်း6တောင်း8တောင်း10တောင်း9တောင်းဘာလို့ခေါ်လဲပါတစ်ချက်လို့ကြည့်တောင်းဟဲ့အဲ့ဒီလိုမျိုးတတောင်းအုပ်စု10စုဒီချက်လို့ကတသိန်းလို့ခေါ်ပါတယ်ဘာလို့ခေါ်တယ်လဲတသိန်းအဲ့ဒီတသိန်းလေးကိုရေးတင်ရင်1 3ပြနှလုံးနဲ့ နဲ့သုံးလေးနော်ငါးလုံးနဲ့ပြရပါတယ်အဲ့ဒီတော့ညငါးလုံးကမိုးပေါ်နေကြလာပါမဟုတ်ပါဘူးအဲ့တော့တပေါင်းဆိုတော့တင်းနဲ့သုံးလေးအဲ့ဒီလေးလုံးကိုဒီကျေလို့ကတဲစားလုံးလိုက်ရင်တုံညာတစ်လုံးအနောက်ကတူးလိုက်ပါတယ်အဲ့ဒါကြောင့်တုံညာလေးလုံးဖြစ်သွားပါတယ်ရှင်โอเคနော် sorry တုံညာငါးလုံးဖြစ်သွားပါတယ်နော်ဟုတ်ပြီနော်အဲဒါဆိုရင်ပြန်ပြောမယ်တပေါင်းအုပ်စု၁၀ခုပါတဲ့ကိန်းကဘာကိန်းဖြစ်တယ်လဲတသိန်းအဲ့ဒီတသိန်းကိုဒီကျေကဘယ်လိုရေးရလဲ၁၃၅လုံးနေရပါတယ်ရှင်โอเค အဲ့ဒါဆိုရင်မင်းတို့ရင်တင်တာပေါက်တဲ့မှာဒီချက်ကို note sleeve နှပ်ပြီးပါအောင်ဟဲ့အဲ့တော့တင်တာပေါက်ကိုထုတ်ထုတ်ပါမယ် Okay တွေ့ရပါပြီလားဒီချက်ရဲ့တောက်ကလေးတွေ့ရပြီဆိုရင်ဒီချက်ကိုရေးလိုက်ကြရအောင်ဟဲ့ဒါလို့တမလို့ရင်တတောင်းအုပ်စုအနစုနဲ့စေစုအဲ့ဒီတတောင်းအုပ်စုစေစုကိုဘာလို့ခေါ်တယ်လဲ ိန်လို့ခေါ်ပါတယ်အဲ့ဒီသတိန်ကိုတို့ရီဘယ်လိုရေးမလဲကြည့်ပါအောင်တင်းတုံညာ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 လို့ရေးရပါတယ်เนาะအဲ့ဒါလေးဒီချက်ကိုပေါင်းလေးဖြတ်ပြီးပါအောင်လေးဖတ်ပြီးတော့ဖတ်ပြီးသားပြီနော်ဟုတ်ပါပြီအဲ့တော့ဒီနေ့တင်မယ်အာစောစက်ပြေးရပါလိမ့်လဲဆိုရင်တသောအုပ်စုစေတုကိုတသိန်းလို့ခေါ်ပါတယ်အဲ့ဒီတသိန်းကို1 3 5လုံးနဲ့ရေးရပါတယ်နော် ုပါပါရှင်အားဆိုရင်စာမျက်နှာနံပါတ်9ကိုတောက်ကြရအောင်ဟိနံပါတ်9ကွက်လက်ဖြေပါတဲ့ဟုတ်ပြီနော်အဲ့တော့တအားတို့တို့ရင်တထောင်အုပ်စု10စုအာ sorry တထောင်အုပ်စု10စုကဘယ်လောက်လဲကြည့်ကြရအောင်ဒီမှာပါတထောင်အုပ်စု10စုဟုတ်ပြီနော်တထောင်အုပ်စု10စုကိုဒီချေတို့ကဘာလို့ခေါ်တယ်လဲတတတတဟုတ်ပြီနော်တတလို့ခေါ်ပါတယ်โอเค ဟုတ်ပါတယ်တထအုပ်စုစေစုကတတောင်းဖြစ်ပါတယ်အဲ့ဒီတတောင်းလေးကိုဒီချေလို့ရေးကြည့်ရအောင်1 3 9 3 9 3 9 3 9နော်1 3 9 4လုံးဖြစ်ပါတယ်ရှင်အဲ့တော့ဒီချေလို့ကပြန်ရေးမယ်အဲ့တော့ဂိမ်းလေးကိုရေးရင်အအစအရှိရနေတော့စရေးရပါမယ်ဒီချေလို့ကနေရာလိုက်တန်ဖို့အရာဆိုရင်အနောက်ကနေစရေးမယ်နော်အဲ့ဒါကြောင့်9 10 9 6တောင်းနေရမှာတစ်အဲ့ဒီကိန်းကိုတတောင်းလို့ခေါ်ပါတယ်နော်ဟုတ်ပါပြီအဲ့တော့အဲ့ဒီတတောင်းအုပ်စု10စုကဘယ်လောက်လဲတအားလို့တမလို့ကြည့်ရအောင်တစ်သိန်းတဲ့ဟောဒီတသိန်းလေးကိုရေးမယ်ဆိုရင်ခု10ရာထောင်းတောင်းသိန်းနေရာမှာတစ်အဲ့ဒါကြောင့်တသိန်းဟုတ်ပါပြီအဲ့ဆိုလို့ရှင်ဒီဘက်ကိုကြည့်ရအောင်ဟိတထောင်းအုပ်စုဘယ်နှစုကတထောင်းဖြစ်တယ်လဲ10စုအဲ့ဒီလိုပဲတထောင်းအုပ်စုဘယ်နှစုက ်တသိန်းဖြစ်တယ်လေစေစုပါပဲရှင်ရမလားအဲဒါဆိုရင်ဒီချေတို့နံပါတ်78ကိုတောင်းကြရအောင်ဟဲ့ဒါတို့တမလို့ရင်ကိန်းသုံးမဟုတ်စာနဲ့ရေးပါကိန်းသုံးမဟုတ်စာနဲ့ရေးပါလို့ပြောထားပါတယ်အဲဒါကြောင့်နံပါတ်ကြီးကိုတောင်းကြရမယ်အဲ့တော့ကြည့်ပါအောင်တတရာထောင်တရာထောင်ဆိုတာကဆိုလိုတာကတထောင်အုပ်စုဘယ်နဲ့ဆိုလဲတရာစုဟုတ်ပြီနော်အဲ့တော့ဒါတို့တမလို့ဒီချေကမမြင်အောင်ပြန်ပြောပါမယ်10ဆိုရင်၃ညတလုံး တရာဆိုရင်၃ညဩဒီချက်ရေးတာမှနေပြီเนาะအဲ့တော့၁၀ဆိုရင်၃ညတလုံးတရာဆိုရင်၃ညနှလုံးတထောင်ဆိုလို့ရှိရင်ဒီချက်တို့ကဘယ်လောက်လဲ၃ညသုံးလုံးအဲ့တော့တရာထောင်တရာထောင်ဆိုတော့တရာကတရာပဲတို့ဒီဖက်ဆောက်တယ်မှာပဲဖြစ်မယ်ထောင်ဆိုတာက၃ညသုံးလုံးမှာရှင်၁၂၃โอเคအဲ့ဒါဘာကိန်းလေးလဲခု၁၀ညထောင်တောင်းသိမ့်ဘယ်လောက်လဲ၁သိမ့်ဖြစ်ပါတယ်ရှင် ဟုတ်ပါပြီနမခခွေ60ထောင်60ထောင်ဆိုတာကတစ်ထောင်အုပ်စု60စုလို့ပြောတာပါအဲ့တော့60က60ထောင်ဆိုတာက3ည3လုံးပါရှင်အဲ့ဒါကြောင့်1 2 3အဲ့ဒီကိန်းလေးကိုဖတ်ကြည့်မယ်ခု10ရာထောင်တောင်အဲ့ဒီကိန်းကဘာကိန်းလဲ6တောင်ဟုတ်လား60ထောင်တောင်ညာ3လုံးဟုတ်တယ်နော်6ဘိုင်လေ တောင်း okay အဲ့ဒါဆိုရင်နောက်တစ်ခုကိုတောက်ရအောင်ဟဲ့68000 68000ဆိုတော့ကတထောင်အုပ်စု68ခုပါရှင်အဲ့တော့68က68000ညမှာက1 2 3အဲ့တော့သူ့ကိုဖြတ်မယ်ခု100000တောင်းဘယ်လောက်လဲ4000 8000ဖြစ်ပါတယ်ရှင် နမကကြီးပါအဲ့တော့ခု10ရာထောင်တောင်10000 2000ကဘယ်နှထောင်နေတဲ့ထောင်အုပ်စုနဲ့နေတာပါထောင်အုပ်စုဆိုတာက1000ဆိုတာက3ညာ3လုံးအဲ့ဒါကြောင့်ထောင်လို့ရေးလိုက်ပါဟိအဲ့တော့အရှိမက82ကပိုနေတယ်အဲ့ဒါကြောင့်82အဲ့တော့တအားတို့တမန်ပြောပြပါအောင်ဟိဘယ်နှထောင်လဲ82ထောင် ဟုတ်ပြီနံပါတ်5ဟိနံပါတ်5ကဘယ်နှထောင်နေတဲ့5တောင်းကဘယ်နှထောင်နေတဲ့အဲ့တော့ထောင်နဲ့မီးရဆိုတော့300 300လောက်အဲ့ဒါကထောင်ပါဟုတ်ပြီเนาะအဲ့တော့အရှိမပုံနေတာက90အဲ့တော့ရေးလိုက်ပါမယ်ဗာလေးလဲ90ထောင်90ထောင်ကဗာလေးလဲ5တောင်းဖြစ်ပါတယ်ရှင့်ဟုတ်ပြီเนาะโอเคအဲ့ဆိုနံပါတ်19ကိုတွားကြရအောင်အောက်ပါမိကုန်များကိုဖြည့်ပါ ဟုတ်ပြီနော်အဲ့တော့အောက်ကမေးခွန်းတွေကိုဖြေပါမယ်ရှင်အဲ့တော့နမကကြီးဟိအပေါ်က collect တွေကိုဖြေပေးပါအောင်တဲ့အဲ့တော့ဒီကျေတို့ဒီကိန်းကြီးက collect လေးတွေကိုဖြေပါမယ်အဲ့တော့ကိန်းကြီးကိုအရင်ကြည့်မယ်တုံညဒါရတတောင်းတထောင်ဆိုတော့တထောင်အုပ်စု၁၀ဆိုတာတထောင်ပေါ့နော်အဲဒါကြောင့်ဒီအစိတ်တတိလေးတွေကတထောင်ဖြစ်ပါတယ်နော် okay အဲ့ဒါဒီနံပါတ်၁ collect လေးရပါလိမ့်လဲ၂တောင်းကိုကျော်ပြီးတော့၅စိတ်ဆိုတော့၂တောင်း၅တောင်ပေါ့ဒီမှာက 9000တောင်ကြီးမရအောင်เนาะအဲ့တော့4000ကိုကျော်ပြီးတော့6သိန်းဆိုတော့4000 4000ပေါ်4000ရဲ့9000ဆိုတော့4000 9000ကဲဒီမှာကြည့်ရအောင်9000ကိုကျော်ပြီးတော့6စိတ်ဆိုတော့9000ရဲ့6စိတ်ကအာ9000ရဲ့6စိတ်က9000ရဲ့ဆိုတော့9000 9000ပါရှင့်ရမယ်နော်ဟုတ်ပြီနံပါတ်ခောက်ပြီဟဲ့အဲ့တော့နံပါတ်ခောက်ပြီမှာ 还有刀 3000ခု10ရာထောင်တောင်း6300နဲ့9900ကိုအပေါ်မှာမြားထိုးပြီးတော့ပြပါတဲ့ကိတ္တရုသမုယ6300ဆိုတော့6000ကိုကျော်ပြီးတော့3စိတ်9900ဆိုတော့9000ကိုကျော်ပြီးတော့9စိတ်ပေါ့အဲ့ဒီနေရာလေးတွေကိုမင်းတို့ရဲ့ဖက်စာအုပ်ထဲမှာတစ်ချက်ကိုမြားလေးထိုးပြီးပြပေးပါအောင်ဟိအဲ့တော့တစ်ချက်အပေါ်ကထိုးမယ်နော်အောက်ကဆိုရှုပ်မှာဆိုတော့အဲ့တော့6300ဆိုတော့6000ကိုကျော်ပြီးတော့3စိတ်နော်9900ဆိုတော့9000ကိုကျော် ပြီးတော့ဘယ်နဲ့စိတ်လဲကိုစိတ်အဲ့ဒီနေရာလေးကိုဒီချဲကိုမျှလေးထိုးပြပြီဆိုလို့ရှိရင်တော့ဂိမ်းလေးရေးပြပါဟိ6000 3000ပြီးတော့9000 9000ဟုတ်ပြီနော်အဲ့တော့နမဂငေသွားကြရအောင်ဟိခု10ရထောင်တောင်သိမ့်တသိမ့်အောက်2000ရောတယ်ကဲတအားတို့တမလို့ရေတသိမ့်အောက်2000ရောတယ်ကဲဒီချက်ဒါလေးကိုဖြတ်လိုက်မယ်နော် ဒါလို့ဖြတ်လိုက်မယ်မင်းတို့တွေကတော့လုတ်ပြီးွားကြီးမင်းတို့တွေကဖြတ်เสียမလို့ပါဘူးဒီကျန်မင်းတို့တွေရှင်းလင်းအောင်လို့เนาะအရောတသိန်းအောက်2000ရော့တဲ့အကိန်းဆိုတော့တသိန်းကဒီမှာပါဟိ2000ရော့တယ်ဆိုတော့နှစ်စိတ်ရော့တယ်ဆိုတော့အနောက်ပြန်ဆုံးမယ်1 2အဲ့တော့ဒီနေရာလေးပေါ့ဒီနေရာလေးကဘယ်လောက်လဲ9000ကိုကျော်ပြီးတော့5 6 8 8အဲ့ဒါကြောင့်ဒါလေးက9800ဖြစ်ပါတယ်ရှင်9800ရေးလိုက်ပါ 9000 8000ပါပြီးသွားရင်နမကကြီးပါနမကကြီးက8000အောက်3000 7000က3000ထက်ဘလောက်ပိုတယ်လဲအဲ့တော့7000ဆိုတာကဒီမှာပါ3000ဆိုတာကဒီမှာပါရှင်ဘလောက်ပိုတယ်လဲဆိုတော့တွက်ကြည့်မယ်နော်1000 2000 3000 5000ပိုတယ်လဲ5000ရေးလိုက်ပါဟဲ့5000ဟုတ်ပြီနော် ခု10ရာထောင်တောင်9တောင်โอเคအဲ့တော့တားလို့တမလို့ရင်ခု10ရာထောင်တောင်သိသိန်းအောက်တျော်တဲ့ဂိမ်းကိုရေးပါအဲ့တော့သိန်းအောက်တျော်တဲ့ဂိမ်းကိုဒီချက်ဒီလိုလေးပြောချင်တယ်ဟဲ့တားတမလို့10အောက်တျော်တဲ့ဂိမ်းက9တရာအောက်တျော်တဲ့ဂိမ်းက90တထောင်အောက်တျော်တဲ့ဂိမ်းက996တထောင်အောက်တျော်တဲ့ဂိမ်းက 9999အခုကတသိန်းအောက်တျော်တဲ့ဂိမ်းပါဟိတသိန်းအောက်တျော်တဲ့ဂိမ်းက9999ဖြစ်ပါတယ်เนาะအဲဒါကြောင့်တသိန်းအောက်တျော်တဲ့ဂိမ်းက9999ဒီတော့ရနမဆာလုံးဟိတသိန်းအောက်တရာရောတဲ့ဂိမ်းနဲ့ဝါတသိန်းအောက်တရာရောတဲ့ဂိမ်းတော်တော်တမလို့ရေတထောင်အောက်တရာရောတဲ့ဂိမ်းက ိုးရာသတောင်းအောက်တရာရောတဲ့ကိန်းကကိုးထောင်သတိန်းအောက်တရာရောတဲ့ကိန်းကဘလောက်လဲကိုးတောင်းပေါဟုတ်လားသတိန်းအောက်တရာရောတဲ့ကိန်းဟုတ်ပါမလားဟုတ်ဘူးနော်အဲ့တော့သတောင်းအောက်တရာရောတဲ့ကိန်း တထောင်အောက်တရာရောတဲ့ကိန်းကတော့900အဲ့တော့တထောင်အောက်တရာရောတဲ့ကိန်းကကြတော့9900ဘောနော်9900အဲ့တော့တသိန်းအောက်တရာရောတဲ့ကိန်းက9000 9900ပါရှင့် Okay အဲ့တော့9000 9900ပါရပြီနော်တော့ညာနှလုံးမယ်နော်9000 9900ပါ okay အဲ့ဒါလေးပြီးသားပြီဆိုရင်တော့နံပါတ်20ကိုတောင်းလိုက်ကြရအောင်နံပါတ်20ကကွက်လက်ထဲမှာတင်ကေတ greater than သို့မဟုတ် less than ကိုဖြည်ပါဟုတ်ပြီအဲ့တော့ teacher ကကိန်းဒီကိုနှိုင်းရှင်တဲ့အခါမှာအရှိဆုံးကနေပြီးတော့အရှိဆုံးနေရာလိုက်တံမိုးကနေပြီးတော့မှနှိုင်းရှင်ရမယ်ကြီးတဲ့ဘက်ကိုပါဇက်လေးဟာပြီးလိုက်ရုံပဲအဲ့ဒါကြောင့်နံပါတ်ကကြီးကက်ကြည့်ရအောင်ခု10000000600000ဒီမှာကခု10000000ဘလောက်လဲ9000000အဲ့တော့တောင်းနေရာတွေကိုနှိုင်းရှင်မယ်တောင်းနေရာ ဒီမှာ6ဒီနေရာမှာ9 6နဲ့9ဘယ်သူကြီးနဲ့9အဲ့ဒါကြောင့်9ဘက်ကိုပါဇက်ဟာပေးလိုက်ကဲနမခောက်ခွေးပါဟိ2000 9000တက်စဲဒီမှာက2800ပဲရှိရနော်2800ပဲရှိရတိကျထင်းနဲ့ဒီနေရာကလေ၃ညတလုံးမြန်ကြံငဲ့တလားပေါ့နော်တိကျထင်းနဲ့ဒါမဲ့ထားလိုက်ပါတော့လောဆယ်ရှိရနေပဲတို့ဒီလုပ်ကြည့်မယ်နော်အဲ့တော့2800နဲ့2800တက်စဲနဲ့ဘယ်သူကြီးတယ်လဲ ဒီမှာကခု10ရာထောင်တောင်းတောင်းကနဲ့ခု10ရာထောင်ဒီမှာရက်တိနေပြီလေအဲ့တော့တောင်းကနဲ့ငါကြည့်ရပါဘောကြည့်တဲ့ဘက်ကိုပါဇက်လေးဟာပြီးလိုက်ပါရှင့်ဟုတ်ပါပြီအားဆိုလို့ရှင်ဒီချေတို့ဒီနေ့ဗီဒီယိုလေးကတော့တို့တွေကဘယ်အထိကိန်းနေလဲဆိုရင် နော်တသိန်းအထိဂိမ်းတွေကိုဒိုရီကရေးခဲ့တယ်ဖတ်ခဲ့တယ်အုပ်စုတွေနဲ့ပြောခဲ့တယ်ဂိမ်းမြင့်ပေါ်မှာနေရာချတယ်ဂိမ်းမြင့်ယူကြည့်ပြီးတော့လေ့ကျင့်ခန်းတွေလုပ်ခဲ့တယ်ဂိမ်းတွေကိုနိုင်ရှင်ခဲ့ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုနားမလည်ဘူးဒီအပိုင်းလေးကိုနားမလည်ဘူးဆိုရင်ဒီချက်ဗီဒီယိုလေးကိုထပ်ကြည့်ပေးပါပြီးွားရင်မင်းတို့ရေးထားတဲ့ဒီရေးထားတဲ့စာမျက်နှာတွေအကုန်လုံးကိုဒီချက်ကိုတပုံပြန်ပြီးတော့ပို့ပေးပါနော် Telegram မှာပဲဖြစ်ဖြစ်အာဒီဗီဒီယိုရဲ့အောက်မှာပဲဖြစ်ဖြစ်ပို့ပေးပါနော် ဟုတ်ပါပြီအားဆိုလို့ရှင်ဒီချေတို့နောက်တစ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အော်တကူမာစီယာရှိတာကဒီဗီဒီယိုကိုနားမလဲပဲနဲ့နောက်ဗီဒီယိုကို မကြည့်ပါနဲ့ဟောနော်ဒီဗီဒီယို နားလဲတယ်ဆိုမှနောက်ဗီဒီယိုကိုကြည့်ပြပါနော် ဟုတ်ပါပြီအားဆိုလို့ရှင်နောက်တစ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်တဒါ